ထိုင်ဝမ်နဲ့ပတ်သက်ပြီးတော့အင်အားသုံးနာကိုတရုတ်ကလုံးဝဆွတ်လွတ်မှာမဟုတ်ဘူးလို့အစိုးရပြောရေးဆိုခွင့်ရှိသူတယောက်ကဗုဒ္ဓနေ့မှာပြောလိုက်တာကြောင့်ထိုင်ဝမ်ကပဲတရုတ်စီဖက်ပြောင်းခဲ့မယ်ဆိုရင်ကျဉ်ကျဉ်နာနာအုပ်ချုပ်မယ်လို့ကတိခံတဲ့အခုသတင်းပတ်တွေကနိုင်ငံပိုင်သတင်းဌာနတွေကဆောင်းမတွေထပ်ပို့ပြီးတော့ပြင်းထန်စွာပြောဆိုလာတဲ့လေတံပဲဖြစ်ပါတယ်။ဒီမိုကရေစီနည်းကြအုပ်ချုပ်တဲ့ထိုင်ဝမ်ကို အပိုင်နေမြေဖြစ်ရှုမြင်ထားတဲ့တရုတ်ကထိုင်ဝမ်ကျွန်းနဲ့ပြန်လည်ပေါင်းစည်းရေးအတွက်အင်အားသုံးနာကိုတစ်ခါမှပြစ်ပယ်ထားတာမရှိပါဘူး။ ဒါပေမဲ့အင်အားသုံးမယ်ဆိုတဲ့မူဝါဒကိုအများပြည်သူထံတရုတ်ကတိုက်ရိုက်ထုတ်ဖော်ပြောဆိုလို့မရှိသလိုအခုလိုသတင်းပတ်တမှာရှင်းဝါသတင်းဌာနကဖော်ပြတဲ့ဆောင်းပါးသုံးပုဒ်မှာလည်းမှတ်ချက်ပြုရေးသားတာမျိုးမရှိပါဘူးအဲ့ဒီထဲကမှဆောင်းပါးတစ်ပုဒ်မှာ ပြန်လည်ပေါင်းစည်းပြီးနောက်တိုင်းချက်ပြည်ချင်းများကထိုင်ဝမ်ကိုမြေတို့အုပ်ချုပ်နိုင်သည်ဆိုသောလမ်းပြမြေပုံနဲ့ထိုင်ဝမ်၏ရှိစေလူမှုစနစ်နဲ့နေထိုင်မှုဘဝများကိုအလေးထားသွားမည်လို့ကတိပြုရေးသားထားပါတယ် တရုတ်ရဲ့ထိုင်ဝမ်ရေးရာယုံကပြောရေးဆိုခွင့်ရှိသူပန်ချင်းကတနိုင်ကန်စနစ်နှစ်ရက်အောင်ငင်းချမ်းစွာပြန်လည်ပေါင်းစည်းခြင်းကထိုင်ဝမ်အရေးဖြစ်ရှင်ရေး၌အခြေခံချင်းကပ်မှုပဲဖြစ်သည်လို့ပေကျင်းကပုံမှန်သတင်းစာရှင်းလင်းပွဲမှာပြောပါရယ်ငင်းချမ်းစွာပြန်လည်ပေါင်းစည်းရေးအတွက်လုံလောက်တဲ့နေရာကိုဖန်တီးဖို့ကျွန်တော်တို့ဆန္ဒရှိတယ်ဒီအလားအလာကိုအဆုံးစွန်ရိုးသားဖြောင်းမတ်မှုနဲ့မရမကဖန်ဆုပ်ကင်မှာဖြစ်တယ်လို့သူကဆိုပါရယ်ဒါပေမဲ့ကျွန်တော်တို့ကအင်အားသုံးတာကိုလုံးဝပြစ်ပယ်ထားလိမ့်မှာမဟုတ်ဘူး လိုအပ်တာအားလုံးဆောင်ရွက်နိုင်ဖို့အင်အားသုံးနာကိုရွေးချယ်မှုအနေနဲ့ဆက်ရှိထားမယ်လို့သူကပြောပါရယ်။တိုင်ဝမ်သမ္မတလိုင်ချင်တေကတရုတ်ရဲ့စစ်ရေးဖိအားကိုရင်ဆိုင်တဲ့နေရာမှာစိတ်တက်ကြန့်ခိုင်မှုလိုအပ်တယ်လို့ဗုဒ္ဓနေကသမ္မတယုံမှာစစ်တော်ဝင်ရှိတဲ့သူတွေကိုပြောဆိုပါရယ်။တိုင်ဝမ်ဟာအမြင့်မြေကိုကာကွယ်ရေးအတွက်စိတ်တက်ကြန့်ခိုင်မှုပြသယုံမဟုတ်ပဲကျူးကျော်တာရန်စတာနဲ့ပေါင်းစည်းရေးသွတ်သွင်းမှုတွေကိုခိုင်ခိုင်မာမာစန့်ကျင်မှာဖြစ်တယ်လို့သမ္မတကပြောခဲ့ကြောင်းသမ္မတယုံကထုတ်ပြန်ပါရယ်။ တရုတ်ဆိုရကထိုင်ဝမ်သမ္မတနဲ့ပြောဆိုဆွေးနွေးဖို့ညှင်းဆန်ထားပြီးတော့ခွဲထွက်ရေးသမားလို့ဆွဆွဲပြောဆိုထားပါတယ်ရှင်။မြစီမသတင်းများဆက်လက်တင်ဆက်နိုင်ဖို့အတွက်တင့်ရဲ့ပံ့ပိုးမှုကို လိုအပ်နေပါတယ်။ဒါကြောင့်ယခုပဲပံ့ပိုးမှုကိုစတင်လိုက်ပါ